ုတ်ကဲ့ပါမဟုတ်ကဲ့အဲ့တော့ကျွန်တော်ဒီနောက်တစ်ခုမေးချင်တာလေးရပါတော့နော်ဟုတ်ကဲ့ပါဆရာအခုကျွန်တော်တို့ဒီနိုင်ငံမှာလည်းဒီကို trend ဖြစ်နေပြောရပါပါဟုတ်တယ်ဟုတ်တယ်ဟောပေါ်တို့မလာရှန်ကိုတို့ကျွန်တော်တို့လည်းကြိုက်ကြတယ်စားလဲစားကြပါတော့ကျွန်တော်တို့လည်းစားတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့ဟိုအဲ့လိုစားတောက်မျိုးတွေပေါ့နော်ဟောပေါ်တို့မလာရှန်ကိုတို့ကဒီတွေးကြုံစည်းကြုံရှိရလူတွေအတွက်ဆိုတော့ဘယ်လိုမျိုး စားစားတော့တယ်လေစားလို့ဝကြရတာဟုတ်ကဲ့အမအနေနဲ့ပြောမယ်ဆိုတော့ဆရာဒါလေးတော့ရှောင်ရှားတက်ပါလေလို့နော်ဘာလို့လဲဆိုရှင်ဒီ hot pot မှာလေးပေါ့နော်ဥပမာပြောမယ်ဆိုလို့ရှင်တော့ဒါဆူရီယန်ကြီးပါများပါလေနော်အဲ့တော့တော့စားတက်လဲများတယ်နောက်ပြီးချုံမုံကလည်းဒါမပါဘူးလို့ပြောတော့ညာလေးပေါ့နော်ပါပါလေတိလာနော်မာလာရှောင်းခေါ့ဆိုလည်းဒီလိုပဲပေါ့နော်ဒါ chemical တွေကလည်းပါထားတယ်နောက်တော့မှဒီအထုံတွေအဆက်တွေပေါ့နော်အဲ့လိုတွေပါထားတဲ့အတွက်ကြောင့်မို့ဥပမာဆိုတာမန်လူတွေတော့မှဒီဆို hot pot တို့မာလာရှောင်းခေါ့လို့ ားတယ်ဆိုရင်သူကပို့ပြီးတော့မှလည်းရေးစားတယ်လေရေးလည်းစားတယ်နောက်ပြီးတော့မှလည်းဒါပြောမယ်ဆိုတော့ hypertension အတွက်လည်းသွားတာပေါ့เนาะဒါမျိုးတွေအတွက်ကတော့ရှောင်ရှားတင်ပါတယ်အဲ့တော့ဥပမာစီးကျူသွေးကျူရှိတဲ့သူကတော့ဥပမာလုံးဝရောရှောင်ရှားမလားဆိုတာတော့ဒါကတော့မဖြစ်နိုင်ဘူးပေါ့เนาะအဲ့လိုမျိုးလူတွေအတွက်ဆိုလို့ရှင်တော့အဲဆရာကျမတို့နေအတွက်ကတော့တစ်လတစ်ချိန်တော့တော့ကျွေးပါတယ်ဆရာဘာလို့ဆိုရှင်လူတယောက်ဖြစ်လာတဲ့အတွင်းမှုလေလေပေါ့เนาะလုံးဝရောပဲဖြတ်လိုက်ပါ avoid လုပ်ပါဆိုတော့တိတ်မဖြစ်နိုင်လေအဲ့ဒါကြောင့်မလို့ဥမာဆိုလို့ရှင်တချို့ကလည်းပြောတာပေါ့အာဆက်စ စားပေါ့သူတို့စီချိုသေးချိုရှိတယ်ဒါကာဘိုဟိုက်ဒရိတ်မပါဘူးပဲအသားပဲဟော့ပော့ပဲစားတာပဲအသားနဲ့အရွက်နဲ့ပဲစားတာပဲပေါ့ဒါပေမဲ့တကယ်တမ်းကျတော့ဒီထဲမှာရှိတဲ့အရေးပေါ့နော်အရေးမှာထဲမှာကသူကပါပြီးသားပါနော်ပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဥပမာဆိုလို့ရှိရင်ဒါလေးကတော့ရှောင်ရှားတက်ပါတယ်အကယ်၍ကိုယ့်ကိုယ်ပဲ home made ပေါ့နော်အိမ်မှာပဲလှုပ်ရှားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒါအယိုးပြုတ်သွားတာပေါ့နော်အယိုးပြုတ်တဲ့ခါမှလည်းအနည်းနဲ့အများတော့စားထည့်ပါတယ်နော်အဲ့တော့ဥပမာအယိုးပြုတ်ရင်ပဲကိုယ့်ကိုယ်ပဲအိမ်မှာပဲပြုတ်လုပ်မယ်စားနေနေ င်းလေးပဲထည့်မယ်ပေါ့အချုံမုံလုံးဝမထည့်ဘူးပေါ့နော်ပြီးတော့မှအိမ်မှာပဲကိုကနေပြီးတော့မှအသားတွေနောက်ပြီးတော့မှအရွက်တွေထည့်စားမယ်ဆိုဒါကတော့ဘသူပဲဖြစ်ဖြစ်အိမ်မှာစားတဲ့ hot pot နဲ့ဆိုင်မှာစားတဲ့ hot pot ကလုံးဝမတူပါဘူးနော်ဒါကြောင့်မို့လို့ကတော့ဒါပေါ့နော်အိမ်မှာစားနိုင်တဲ့ home home made ကိုပဲတည်ချလုပ်နိုင်တယ်ဆိုတော့စားပါနော်ဒါပေမဲ့လည်းမင်းဖြစ်ပါဦးဆရာကျွန်တော်ဒါကျွန်မတို့ရဲ့အတွေ့အကြုံညပြောမယ်ဆိုရင်လူလာတွေက hot pot အိမ်မှာစားဆိုရင်ဒါတခါပေါ့အလုံးစုံစားလို့ရှိရင်ပြီးရင်သူတို့မစားကြတော့အရသာချင်းသိပ်กว่าသွားတာနော်ဒါကြောင့်မို့ ြင်မှာပဲစားတာများပါတယ်ကဲစားတယ်ဆိုလို့ဟုတ်ပါပြီဥမာပေါ့နော်အာသာပြေပေါ့တစ်လမှာတစ်ခါလောက်ပေါ့နော်အဲ့လိုမျိုးလေးတွေကတော့စားလို့ရပါတယ်နော်စားတဲ့အခါမှာလည်းပေါ့ဥမာဆိုရှင်အရေကိုအများကြီးတောက်တာမျိုးတော့ဒါမလုပ်တဲ့ဘူးပေါ့နော်ဥမာဆိုရှင်ဒီ hot pot စားမယ်ဆိုရှင်ဒီထဲမှာပါတဲ့အသားလေးတွေယူစားမယ်မ အရွက်လေးတွေပေါ့နော်အဲ့လိုမျိုးစားမယ်ဆိုတော့ဒါမတက်နိုင်ဆုံးပေါ့နော်ဒီအရေကိုမတောက်ဘူးဆိုလို့ရှင်လည်းဒါအာပေါ့နော်အနေနဲ့အများကတော့ဒီဆိုဒီယမ်ဂလူကိုမိတ်တွေနောက်တော့စားဓာတ်တွေဆိုဒီယမ်တွေပေါ့နော်ဓာတ်လေးတွေတော့အများဆုံးရှော့ချပေးတာဖြစ်သွားပါပါအဲ့တော့အများကြီးတော့မပေးဘူးပေါ့ဆရာဟုတ်ကဲ့နော်ဟုတ်ကဲ့ဆရာဟာ